မိုးပြင်းနဲ့တထုံမျိုးပေါ်မှာညာပိုင်းရဲတပ်ဖွဲ့တွေကလမ်းသွာလမ်းလာဒေသခံပြည်သူတွေကိုဖမ်းဆီးငွေညှဉ်းမှုတွေစရိုက်လုံဆောင်နေရလို့မျိုးကန်တွေကတန်လင်ထမ်းမှုပြောပါတယ်။စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေဟာဧပြီလတတိယပတ်လောက်ကစပြီးပေါ်တော်မူကျေးရဖရားရှိကာလမဘေးတထုံရွှေစာရန်ဖရားအဝိုင်းမျိုးအထွတ်ဘိန်းခွန်ဂိတ်နေရာတွေမှာစစ်ဆေးမှုတွေပြုလုပ်ပြီးညာပိုင်းသွာလာသူတွေကိုဖမ်းဆီးငွေညှဉ်းတာတွေလုံဆောင်နေတာပါ။ ဒေတာကန်တွေရဲ့ပြောပြချက်အရအထူးသဖြင့်ညာပိုင်းမှာအမျိုးသားနှစ်ဦးဆိုင်ကဲအတူစီတာအမျိုးသားတဦးတည်းဆိုင်ကဲစီးလာတာတွေ့ပါကစစ်ဆေးပြီးဖမ်းဆီးငွေညှစ်နေတယ်လို့ဆိုပါတယ်။ဖမ်းဆီးခံရသူတွေကိုရဲစခန်းထံခေါ်ဆောင်သွားပြီးတဦးလင်ချက်3သိန်းကနေ5သိန်းအထိတောင်းခံတာတွေရှိသလိုလမ်းမှာပဲပါတလောင်းငွေတောင်းယူပြီးပြန်လွတ်ပေးလိုက်တာတွေလည်းရှိနေပါတယ်။တစ်ဖက်မှာလည်းရဲတပ်ဖွဲ့ဝင်တွေဟာလုံခြုံရေးအကြောင်းပြချက်နဲ့မျိုးရင်းလှည့်လဲတာ လူတွေများတဲ့နေရာတွေမှာအဲစရင်စစ်ဆေးကချင်းချောင်းဝင်ကြီးတောင်းခံတာတွေပြုလုပ်နေပါတယ်ယခုလိုရဲတပ်ဖွဲ့ဝင်တွေကပြည်သူတွေကိုအတင်းအဓမ္မဖမ်းဆီးငွေညှဉ်းမှုနဲ့ပတ်သက်ပြီးစစ်ကောင်စီတာဝန်ရှိသူတွေထံတိုင်ကြားပါကလည်းအရေးမယူတဲ့အပြင်တိုင်ကြားသူတွေပါချင်းချောက်ခံရတာတွေရှိနေပါတယ် မွန်ပြည်နယ်မှာရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ပြည်သူတွေအပေါ်နီလန်းအမျိုးမျိုးတုံပြီးဖန်ဆင်းငွေညှစ်နေပေမဲ့နေ့စဉ်နဲ့အမျှဖြစ်ပေါ်နေတဲ့ဆိုင်းကဲခိုးမှုအပါအဝင်ခိုးဆိုးလူနိုင်မှုတွေကိုတော့ဟောထုတ်ဖန်ဆင်းနိုင်တာမရှိသလောက်နေပါနေပါတယ်။